အခန်း88ရှောက်မကြည့်နဲ့တခါတော့ဟာမူလာတန်းကျောင်းတစ်ကျောင်းမှာဆရာမတစ်ယောက်ဒီကြီးလက်တော်ရတရွာရှိလေယာစိုက်ပျိုးခင်းများတို့တပည့်ကလေးများကိုခေါ်၍လေးလာရေးခရီးထွက်လာခဲ့၏ထိုကလေးများထဲမှတစ်ယောက်ဒီဆရာမ၏ရည်ရွယ်ချက်ကိုသတိပြုမိထို့ကြောင့်သူ့တငယ်ချင်းများအားတိုးတိုးလေးကဲ့၍ပြောလိုက်၏ဒီမားကွာတိတ်ပြီးရှောက်မကြည့်မနေနဲ့ရှောက်ကြည့်နေဆရာမကမနှက်ဖြန်ကကြားရင်အဲ့ဒီကြောင့်နေမေးလိုက်မယ်အခန်း89 အလုတ်ရှင်ဆိုတာစောင်းဆိုင်တစ်ဆိုင်တွင်အလုတ်လုပ်လျက်ရှိသောမျိုးသမီးနှစ်ယောက်သည်နေ့လယ်စာစားတောက်ကြရင်တယောက်ကမေးလိုက်၏မင်းအလုတ်ရှင်ဆိုတာဘာလဲလို့သိလားဟင်ဟင်မသိဘူးကမသိရင်မှတ်ထားအလုတ်ရှင်ဆိုတာမင်းနောက်ကြပြီးရောက်ရင် तू ဆော့ဆော့ရောက်နေတတ်တယ်မင်းကဆော့ဆော့ရောက်ရင် तू ကနောက်ကြပြီးမှရောက်လာတတ်တယ်အဲ့ဒါကိုအလုတ်ရှင်လို့ခေါ်တယ်အဲအခန်း80ဖိဖိအကြောင်းမသိလို့ဟေးဘုထက်မင်းမှာ၅ချက်ရှိတယ်မင်းဖိဖိက၅ချက်ထပ်ပြီးအားလုံးပေါင်းမင်းမှာဘယ်နှချက်ရှိမလဲ ငါးချက်ပဲပေါ့ဒါလေးတော့မှမသိပါလားမင်းခဏန်းသေးချမသိတော့ဘူးလားအေးလေမင်းကလေငါအဖေเจ้าမှမသိတာညံစော်ဝင်းရအင်းအခန်း87နေရာတွေ့ပြီလူတယောက်ဒီကားဆက်ရုံထဲသို့ပြန်ဝင်လာပြီးတနေရာရောက်တွင် ထိုင်နေသောလူကိုမေးလိုက်တဆိတ်ခင်ဗျာစိတ်မရှိပါနဲ့ခုနကလူကြီးမင်းရဲ့ခြေထောက်ကိုကျွန်တော်ထွက်တော့ကနေမိတယ်နော်ဟုတ်တယ်လေခင်ဗျားတက်နေသွားတယ်ထိုအခါတွင်တက်နေသွားသူကသူ့ဖော်အားလှမ်းခေါ်လိုက်သည်လာခဲ့တော့ဟေ့တို့နေရာတွေ့ပြီ ခန်း80နှစ်ပကတ်ရှိလာဘိုးထက်ဤမိခင်ဒေါ်ချင့်ငယ်ဒုတိယမြောက်ကိုဝင်ရရှိလေသည်ဘိုးထက်သည်သူ့မိခင်ဝမ်ဖိုက်ကိုလက်ဖြင့်ဆန်းသက်ကင်တွယ်ကြည့်ပြီးပြောလေသည်မိမိပိုက်ထဲညီလေးကလှုပ်တယ်နော်တနေ့တွင်ထိုးသောဆန်းသက်ရာဝမ်ဖိုက်အထွေမှကလေးငယ်ဤလှုပ်ရှားမှုမတွေ့ရသဖြင့်သူ့မိခင်ကမေးလိုက်မိမိပိုက်ထဲကကလေးကဘာဖြစ်လို့မလှုပ်တော့တာလဲထိုအခါမိခင်ဖြစ်သူကအလွယ်တကူပင်ပြန်ဖြေလိုက်ပါသည်အဲ့နေလို့နေမှာပေါ့သားရဲ့ဤတွင်သားဖြစ်သူဘိုးထက် ပြန်ပြောလိုက်ပြီမှာဟင်ဒါဆိုရင်မိမိဘိုင်ထဲမှာပက်ခက်လေးရှိတယ်နော်ဟူ၍ဖြစ်သည်ဒီအခန်း၈၃တထောင်းခွဲလောက်တနေ့တွင်ရက်ွက်တစ်ခုရှိနေအိမ်တွင်မိခင်ဖြစ်သူဒေါ်ရင်လဖေးတောင်းနေစဉ်တမီးဖြစ်သူရင်မျိုးဝင်အိမ်ရင်တွင်းသို့ပြေးဝင်ရောက်ရှိလာပြီးမိခင်ဖြစ်သူကိုမေးမြန်းလိုက်လေသည်တမီးယောင်ကလေးတကောင်မွေးရမလားယင်ထိုခါတမီးဖြစ်သူဟာတမီးအလိုသို့လိုက်ခါ မွေးချင်မွေးပေါ့ဒါပေမဲ့သမီးတလောက်ကို1000ခွဲတော့ကုန်လိမ့်မယ်နော်ထိုအခါသမီးဖြစ်သူကအာမိမိကလည်းရုံးကောင်မှ3000ပဲပေးရတာဘလို့လုပ်ပြီး1000ခွဲတော့ကုန်ရမှာလေဤတွင်မိခင်ဖြစ်သူဒေါ်တင်ပြောလိုက်ပြီးမှဟုတ်တယ်လေသမီးဒီအိမ်မှာမွေးလို့မရဘူးဒီတော့သမီးကတခြားအခန်းတစ်ခန်းနှားရမှာလေအခန်း84အမြောက်ပြစ်တဲ့နေရာငယ်ရွယ်သေးသောအမေရိကန်စစ်သားကလေးတယောက်သည်သူ့ဤစားမိမ့်မပြိုကလေးကိုစစ်တပ်အတွင်းသို့အလဲခေါ်လာခဲ့သည် ရိုင်ဖဲတနများလေးကျင့်ပြစ်ခတ်နေသော နေရသို့ရောက်ရှိလာရာစစ်သားများကတနများကိုတပြိုင်တည်းပြစ်ခတ်နေသည့်ကြုံလေသည်ထိုအခါမိမမြို့လေးမှာတနတ်တန်များကြောင့်လမ်းဖြန့်သွားပြီးစစ်သားကလေးကိုကြောက်လန့်ကြဖမ်းမိလေ၏ထိုအခါနီးနားရှိလူများဝိုင်းကြည့်သဖြင့်မိမမြို့လေးမှာရှက်သွားပြီးစစ်သားကလေးနှင့်လူချင်းခွာကရှက်ရှက်နှင့်ပြောလိုက်လေသည် အမတ်တမင်ကိုလန့်သွားတာပါထိုအခါစစ်သားကလေးသည်ဝမ်းသာအားရနှင့်တစ်ချက်မျှပြုံးလိုက်ပြီးအကြံတစ်ခုရသွားလေသည်ဟဲ့ဟဲ့ဟဲ့အပိုင်မဲ မိမပြိုလေးအားပြောလိုက်ပြီးမှကောင်းပြီလေဒါဆိုရင်ဟိုဘက်မှာအမြောက်လက်နက်ကြီးတွေပြစ်တဲ့နေရာကိုတွားကြည့်ရအောင်အမျိုးသမီးမှမျက်လုံးပြူးသွားလေတော့တည်းအခန်း85လိုချင်တာကတခါကတော်မီနဲ့ဂျော်နီတို့တငယ်ချင်းနှစ်ယောက်ဒီဘောလုံးရိုက်တန်းကစားနေကြရာဘောလုံးမှာအိတ်တိမ်ပြတင်းပေါက်ကိုထိသဖြင့်မှန်တကားကွဲသွားလေသည် ထိုအခါမိသူများမြင်သွားမလဲဟုပတ်ဝန်းကျင်ကိုကြည့်လိုက်ရာတော်မီဤညီလေး ျွန်တွေ့သွားသည်ကိုသိလိုက်ရ၏ထိုအခါသူတို့နှစ်ယောက်သည်ကျွန်ထံသို့သွားပြီးမိသူကုံများမပြောရန်နှုတ်ပိတ်ခအနေဖြင့်တကြားလုံးများပေးတော်လဲရော့ညီလေးတကြားလုံးမှန်ကွဲသွားတာဘသူကုံမှမပြောနဲ့သူလက်မခံပေမလို့ချင်းဘူးအီရင်တော်မီကငါဘောလုံးပြေးမယ်ကွာတို့ရရင်ကျွန်ကလက်မခံပေမလို့ချင်းဘူးထို့နောက်ဂျွန်နီကလည်းငါလည်းမင်းကိုဘောလုံးရောငါလည်းအေရောပြေးမယ်လေကွာဒါပေမဲ့ကျွန်ကမကြည့်နဲ့သေးပေဟမ်မလို့ချင်းဘူး ကဲကွာမင်းဘာလို့ခြင်းလဲထိုခါဂျွန်ကငါလို့ခြင်းတာတိုင်ကိုပြောခြင်းတာဟိုက်အခန်း86ရဲတွေကမပြေးနဲ့တခါကစကော့တလန်ရဲရရှိနှစ်ဦးဟာတမင်ပြည့်ရန်တောထဲသို့ထွက်လာခဲ့ကြသည်တအူးမှာရခင်တခါမြတမင်ပြည့်မလိုက်ခဲ့ဘူးပေထိုသူသည်တမင်ပြည့်ရန်နေရာတနေရာတွင်ဝေပုန်းနေလိုက်သည် မကြခင်မှာတမင်တကောင်သည်သူပုန်းနေသောနေရာနီးခြုံပုတ်တစ်ခုတွင်ရောက်ရှိလာလေသည်ရင်လဲတထိတ်ထိတ်ခုံနေ၏ စိတ်လဲအလွန်မှပင်လှုပ်ရှားလျက်ရှိနေသည်ထိုအချိန်တွင်တမင်သည်လဲခြုံဖို့အတွင်မှထွက်လာ၏ဤတွင်ရဲရာရှိက ပုံနေရာမှ ခုံထွက်လိုက်က လေထဲသို့တနက်တစ်ချက် ပြစ်ဖောက်လိုက်ပြီးအော်ပြောလိုက်ဟေးငါတို့ရဲတွေက မပြေးနဲ့ထိုအခါတမင်မှာကြောက်လန့်ပြီးတဟုန်လုံးထွက်ပြေးလေတော့သည် အခန်း89တိုင်ပုံတိုင်းနီအင်ဂျင်နီယာတူသင်္ချာပညာရှင်တူယူဘဗေဒပညာရှင်တူတို့သည် ၎င်းတို့တက္ကသိုလ်ရှိအလန်နိုင်တစ်ခု၏နန်ဖေးတွင်ဝိုင်းပြရက်နေကြသည်ကိုအင်္ဂလိပ်စာပေါမောက်ခတုသဖြင့်တဲတော်မေးကြည့်သည်ခမရတို့ရက်ပြီးဘာလုပ်နေကြရလဲဗျကျွန်တော်တို့လားဒီလန်နိုင်ရဲ့အမြင်ကို သိကျင်လို့ဗျအဲ့ဒါဘဲပုံသိနည်းကိုတောင်းရမလဲလို့ဆွေးနွေးနေကြတာထိုအခါအင်္ဂလိပ်စာပေါမောက်ခကဒါလားလွယ်လွယ်လေးပါဗျာဟုဆိုကာအလန်နိုင်ကိုဖြုတ်ယူလိုက်သည်ထို့နောက်အလန်နိုင်ကိုမျက်ခင်းပေါ်လှည့်ချကပေကျိုးတစ်ချောင်းရှာပြီးတိုင်းလိုက်သည်ကဲ24ပြီတီတီရှိတယ် အလန်တိုင်းကိုပြန်ထောင်ပြီးထွက်သွားလေသည်ဤတွင်သင်္ချာပညာကစိတ်ပြက်လက်ပြက်နှင့်ရေရွတ်လိုက်သည်ဒီပမောက္ခကလည်းဗျာကျုပ်တို့ကအလန်တိုင်းရဲ့အမြင့်ကိုသိကျင်တာသူကအလန်တိုင်းရဲ့အလျားကိုတိုင်းသွားတယ်ဗျာအခန်း88ရေကူးကန်တဲ့အိမ်မောင်ဖြူဝေးသည် ရေပိုက်ပြင်သမားတို့ဖြစ်သည်တနေ့တွင် ရေပိုက်ပြက်ပြီးရေများယူထွက်လျက်ရှိသောအိမ်တိန်ကသူ့အားလာရောက်ပြင်ပြီးရန်လှမ်းခေါ်လေသည် ထိုအခါမောင်ဖြူဝေးက ဟုတ်ကဲ့ခုချက်ချင်းလာခဲ့ပါမယ်ခုပဲလာခဲ့ပါမည်ဟုပြောပြီးထွက်လာခဲ့သည်သို့သော မော်တော်ကားဖြစ်နေသဖြင့်ပြန်ပြင်ရသေးရာနှစ်နာရီကြာမှထွက်နိုင်တော့သည်ထွက်လာခဲ့ပြန်တော့လေလမ်းတွင်ရေချောများပိတ်ဆို့နေသဖြင့်နောက်ထပ်ကြာနာရီခန့်ထက်ကြသွားပြန်၏ရေပိုက်ပြက်နေသည့်အိမ်သို့ရောက်သောအခါစိတ်ဆိုးမှန်ဆိုနှင့်ရက်နေသောအမျိုးသမီးကိုတွေ့သဖြင့်မေးလိုက်၏ရေပိုက်ပြက်နေတဲ့အိမ်ကဒီအိမ်မှလားခမညာထိုအခါအမျိုးသမီးကဟုတ်တယ်အခုတော့ရေကူးကန်တဲ့အိမ်ဖြစ်သွားပါပြီ ဒေါသနဲ့ပြောလိုက်ပါတော့သည်အခန်း89မမြင်လိုက်ရပါလားအမျိုးသမီးတဦးသည် TV ပြက်နေသဖြင့်ဆက်ပြင်စရာကိုအိမ်ခေါ်၍ပြင်ပြီးသောအခါတွင်ယောက်ျားဖြစ်သူအိမ်ပြန်လာသည်ကိုဇနီးတွေကတွေ့သဖြင့်ဆက်ပြင်စရာအားပြောလိုက်သည်မြင်မြန်လှုပ်ဆန်းမှာတနည်းအားမဝင်ပုံးနေလိုက်ကျမယောက်ျားတိတ်တဝင်တိုးတက်တာရှင့်အိမ်နောက်သို့ထွက်ပြေးရန်အချိန်မရတော့သဖြင့်ဆက်ပြင်စရာ TV အိမ်ကြီးထဲဝင်၍ပုံးနေလိုက်သည်ယောက်ျားဖြစ်သူကအိမ်ထဲရောက်လာပြီးအေကန်းထဲရှိကလထိုင်တွင်ဝင်ထွက်၍ ဘောလုံးပွဲအစီအစဉ်ကိုဖွင့်ကြည့်လိမ့်မည်။ TV အင်ကြီးတဲ့ရှိဆက်ပြင်ဆရာမနေရထိုင်ရခက်လာပြီးဆက်ကလည်းပူစရက်ပူလာသဖြင့်ကတိကောင်ဖြစ်လာ၏။ထို့အခါဆက်ပြင်ဆရာသည်အရှင်လက်လက်ငရေပြီးရောက်နေသည်ဟုတွေးမိလိမ့်မည်။ထို့နောက်ကြာရှိမနေနိုင်တော့ပဲ TV အင်ကြီးထဲမှထွက်လာပြီးနောက်ဧကံမှဖြတ်၍အင်ရှိတကားမှထွက်သွားလိမ့်မည်။ယောက်ျားဖြစ်သူသည် TV ကိုကြည့်လိုက်ဇနီးဆရာကြည့်လိုက်နေဇဝေဇဝါဖြစ်ခါမေးလိုက်သည်မှာငါတော့ဒီထိုင်လူကြီးကို ထုတ်ပြလိုက်တာမမြင်ပါဘူးမင်းကောမြင်လိုက်သေးလားယင်အခန်း90အခုလာတွေ့ပါစနေနေ့နန်းနခင်းတွင်ဥအောင်သူသည်အနားယူနေစဉ်သူဤသားငယ်ကြောကြောအောင်သည်တငယ်ချင်းဖြစ်သူတာယာမင်းဦးနှင့်အတူအခန်းဝသို့ရောက်လာပြီးပြောလေဖေဖေအိမ်ကြီးချင်းတွေကိုသွားမတွေ့သေးဘူးလားထိုအခါဖခင်ဖြစ်သူမှာသားငယ်ဤအမေကိုပြန်ဖြေလိုက်သည်မထွေရသေးဘူးငါသားဒါဆိုအခုလိုက်တွေ့ပါလားဖေဖေဖခင်ဖြစ်သူကနောက်မှပဲတွေ့တော့မယ်ကွာ အခုဖေဖေမအားသေးဘူး။ဟာဖေဖေကလည်းအခုလိုက်တွေ့လိုက်ပါ။တားငယ်ကမရမကခေါနေတဲ့ဖြင့်အိမ်ကြီးချင်းများဥအောင်သူအိမ်တို့ရောက်နေပြီဟုထင်ကလှုပ်ဆရာများကိုခန်းနာချထားပြီးအိမ်ရှိသူထွက်လာခဲ့၏။သို့သောအိမ်ရှိတွင်တယောက်မှမတွေ့သဖြင့်တားဖြစ်သူကိုမေးလိုက်။အိမ်ကြီးချင်းတွေဘယ်မှာလဲငါသား။ဒီလိုပါဖေဖေ။ကျွန်တော်လည်းတော့မတွေ့ရသေးပါဘူး။ဒါပေမဲ့ကျွန်တော်တို့ဘောလုံးကတော့သူတို့အေကန်နဲ့ရောက်နေပြီလေ။အဲကွာ။အခန်း67ဘလောက်ရှိလဲ။ တားဖြစ်သူညံစောဝင်းကမိခင်ဖြစ်သူဒေါ်တင်ရာမေးလိုက်ဒီမှာမမေဒီဘူးထဲမှာသွားလိုက်စေဘလောက်ရှိလဲဆိုတာသိလားယင်မသိပါဘူးသားယင်ကျွန်တော်သိတယ်ရေချိုးခန်းထဲကနေဒီခန်းကဆိုဖာကုံထိရှိတယ်မမေရဲ့ထိုခါမိခင်ဖြစ်သူမှာအဲဟုအံ့ဩသွားရလေတော့ဒီအခန်း62အမားပုံမြင်ဦးမျိုးဦးသည်သူသမီးဆွဆွဤမင်္ဂလာအိတ်ခံပွဲကိုကတ္တုကရရဲ့အစီအစဉ်များကိုအမြန်ပြုတ်လို့လည်သည် အကြောင်းမှာသူဤသမီးသည်ခင်မွန်းတယ်နှင့်အတူနိုင်ငံရဲ့ချားတွင်တောရောက်တာဝန်ထမ်းဆောင်ရမည်ဖြစ်သောကြောင့်ဖြစ်၏။ငါသမီးလွတ်လာရင်အလုံး30ကြီးပဲ။မိန်းကလေးဤမိဘများအိမ်တွင်ပင်ဧကံဝဲကျင်းပမည်ဖြစ်သဖြင့်အခမ်းအနားအတွက်မုံများပန်းများမှာကြပြီးဖိတ်စာများလည်းရိုက်နေလေသည်။ပုံနှိပ်တိုင်းမှာဖိတ်စာများရောက်လာသောအခါဧကံဝဲကျင်းပမည်အိမ်နံပါတ်မှာခွန်တစ်ကိုအစခွန်တစ်ခွန်ဖြစ်နေ၏။ထို့အခါအိမ်နံပါတ်အမကိုလည်းပြင်ရန်အချိန်မရတော့သဖြင့်ဒုက္ခပါပဲဖြစ်ဖြစ်လှုပ်လိုက်ရင်ဒီလိုကြီးပဲ သူတို့သမီးဆွဆွစီအိမ်နမခွန်တိခွန်တွင်နေထိုင်ကြသူများထံလှမ်း၍ဖုံးဆက်လိုက်ပြီးအကျိုးချောင်ရှင်းပြလေသည်ဧကံဘွယ်ပြုလုပ်မိနန်းနဲ့တွင်သူတို့သမီးစီထိုရင်သူအပြေးသွားပြီးအိမ်နမခွန်တိခွန်ကိုဖြုတ်ယူကမိမိအိမ်တွင်တက်ထားလိုက်လေတော့သည်အခန်း63တည်င်းစိုးတည်င်းကောင်းလေရင်မှုသည်သူ့လေရင်တွင်စီးနေလိုက်ပါလာသောခီးသည်များကိုပြောလိုက်သည်မှာခီးသည်များခမညာကျွန်တော်အနေနဲ့ခီးသည်များကိုတည်င်းစိုးရောတည်င်းကောင်းရောပြောစရာရှိပါတယ် ။တရင်ဆိုကတော့ကျွန်တော်တို့လေရင်ကိုအကျန်းဖက်သမားတယောက်ကအပိုင်စီးထားပါလေ။ထို့နောက်ဆက်ပြောဒီမှာတရင်ကောင်းကတော့အဲ့ဒီအကျန်းဖက်သမားပြင်သစ်နိုင်ငံဖင်လယ်ကမ်းခြေမြို့ကလေး Rivinia ကိုသွားကျင်တယ်လို့ဆိုပါတယ်။အခန်း94မိမအပြောင်းနေလို့ဈေးဝယ်သူများပြားလာသောယူဆနာပလာဇာတွင်ကိုစန်းပွင့်သည်သူ၏စနီးဖြစ်သူမမရွှေဤနှင့်အတူဈေးဝယ်ရင်းတယောက်နဲ့တယောက်လူချင်းကွဲသွားကြသည်ဒီမိမဘဲပြောက်သွားပါလေ ဤတွင်ကိုစန်းပွင့်လည်းအလွန်တရာချုံမောလှပသောအယောင်စည်းစိမ်ထံရောက်လာပြီးအကူအညီတောင်းခံစကားပြောကြလေသည်ကျွန်တော်မိန်းမနဲ့လူချင်းကွဲသွားလို့ပါဗျာခမည်းတော်တိတ်ချောတဲ့မိန်းကလေးတွေနဲ့စကားပြောလိုက်တာနဲ့မိနစ်ပိုင်းအတွင်းမှာကျွန်တော်မိန်းမဟာကျွန်တော်ဘေးရောက်လာမှာမဟုတ်ပါဖိဖိအသက် အခန်း95မောင်ခတ်တယ်ကိုသူဤအိမ်ကြီးချင်းလူကြီးတူကမေးလေသည်မင်းဖေအသက်ကဘယ်လောက်ရှိပြီလဲကျွန်တော်အသက်လောက်ပဲရှိပါသေးတယ်ဘာကွာ မင်းသက်လောက်ပဲရှိသေးတယ်ဟုတ်လားဟုတ်တယ်လေကျွန်တော်မွေးတော့မှအဲ့ဒီချိန်ရဆပြီးကျွန်တော်ဖေဖေဖြစ်လာတာပေါ့ထိုအခါအင်းနီနာချင်းလူကြီးမှာဟာဒီကောင်တော်တော်နောက်တာပဲအခန်း96ဝမ်းနေလို့မဟုတ်ပါကိုအေးဝင်းသည်တလိတ်ဆန်ယုံတွင်လှဲ့လေကြည့်ရှုနေရာဆင်များထရှိရာယုံနဘေးတွင်လူတစ်ယောက်တရှုံရှုံနဲ့ငိုကြွေးနေသည်ကိုတွေ့ရသဖြင့်မေးမြန်းစုံစမ်းကြည့်သည်ထိုအခါသူထိမ့်သိမ်းစောင့်ရှောက်နေသောဆင်တကောင်တည်ဆုံးသွား၍ဖြစ်ကြောင်းသိရသည်ထိုအခါကိုအေးဝင်းကအော် အတော်ကိုတန်တရာတန်ရုံးစင်ဖြစ်နေလို့ထင်တယ်။သူဝမ်းနေနေမှာပေါ့။ထိုအခါစင်ထင်းဖြစ်သူမှဝမ်းနေနေတာမဟုတ်ဘူးဗျ။အဲ့ဒီစင်ကြီးကိုမြေကြီးမြုပ်တကြို့ဖို့တွင်းထူရတော့မှာမို့အခုလိုငုံနေတာဗျ။အခန်း60ခုမီးပြတ်နေတယ်။အိမ်သုံးပစ္စည်းများကိုလိုက်လဲရောင်းချနေသူကိုဖိုးလုံးသည်အိမ်တိန်တွင်အင်းရှင်မတူဟာလျှက်စစ်အမိုက်ဆုပ်ဆက်တစ်လုံးကိုအတင်းပြပြီးရှင်းပြနေသည်။ပထမဦးသောသူကလှပသောခင်းထားသော ဧကန်အတွင်းကျမ်းမြင်ပေါ်တို့မောင်ဆာနာများပြစ်ချပြီးပြောလိုက်အဲ့ဒီကော်သောဘောကအမိုက်တွေကိုကျွန်တော်ဆက်ကဆုပ်မြူနိုင်မှုဆိုရင်ကျွန်တော်အကုန်ကောက်စားပါမယ်ထို့အခါအမျိုးသမီးကဧကန်တွင်းမှထွက်သွားမိပြုရာကိုဖိုးလုံးကလှမ်းပေးလိုက်လေသည်ဘယ်သွားမလို့လဲခမကျွန်တော်ကူပဲလုပ်ပြမလို့ပါထို့အခါအမျိုးသမီးပြောလိုက်သည်မှာရှင့်အတွက်ဇွန်းသွားယူမလို့လေဘာဖြစ်လို့လဲဆိုတော့မနေ့ကမုံတိုင်းချောင်ကျမတို့တရက်ကွက်လုံးမီးပြက်နေရလေထို့အခါကိုဖိုးလုံးသည်ဒုက္ခတွေးတော်မူကိုသိသဖြင့်အဲဗျာ sorry နော် အခန်း68ကွန်ပျူတာကို မေးပေးပါကိုသန်းဆိုင်ဤကွန်ပျူတာကုမ္ပဏီတို့6နှစ်အရွယ်ရှိမူလာတန်းကျောင်းသားလေးများသည်ကွန်ပျူတာ၏ရင်းနှီးစည်ရန်အတွက် လေ့လာရေးရောက်လာကြလေသည်ထိုကလေးများသည်ကိုသန်းဆိုင်ရာမေးသမျှမေးခွန်းများကိုကွန်ပျူတာဖြင့်တက္ကနာချင်းပြန်ဖြေနိုင်ကြောင်းကိုပြသခဲ့သည်ထိုအုပ်စုထဲမှကလေးတစ်ယောက်၏နာမည်ကိုမေး၍မိခင်နာမည်အိမ်တယ်လီဖုန်းနံပါတ်နောက်ဆုံးသူ၏ကျန်းမာရေးမှတ်တမ်းတို့ကိုတက္ကနာချင်းကွန်ပျူတာဖြင့်ဖြည့်ဆို့ပြသရာထိုကလေးမှာတန်တော် ဖြစ်လျက်ရှိထိုကလေးကနောက်ဆုံးတွင်မေးလိုက်ပြီးမှဒီလိုဆိုရင်ကွန်ပျူတာကိုမေးလိုက်ပါကျွန်တော်လည်းအပြောက်နေတာဘယ်မှာတွေ့ရလဲလို့အခန်း69ဘဲချင်းတေးသွားမှလဲသုံးနှစ်အရွယ်ရှိဝိုင်ယုံချစ်ဆိုသောကလေးတစ်ယောက်သည်လင်းပြံများကိုသဘောချလျက်ရှိလင်းပြံတန်ချားလျင်အမြဲတမ်းလိုလိုအိမ်ပြင်သို့ထွက်လာပြီးတဖြည်းဖြည်းနှင့်ဝေးသွားသည့်အခါတေး၍တေး၍သွားသည့်အထိကြိရှုတတ်လေတနေ့တွင်မိခင်ဖြစ်သူနှင့်အတူလေးမြန်စည်း၍ခရီးထွက်ခဲ့ရသဖြင့် အလွန်ပျော်ရွှင်ကျေနပ်လေသည်လေးမြန်စတင်ပြန်သည်ပြီး၁၀မိနစ်ခန့်ကြာသည့်အခါဝိုင်းဝန်ချစ်သည်သူ့မိခင်အားမေးလိုက်သည်မှာမိမိသားတို့ဘယ်ချင်းသေးသောမှလည်းအခန်းတရာအလုပ်ပေးမယ်ကိုမောင်ဝင်းသည်ပြစ်စစ်ကုမ္ပဏီတစ်ခုသို့လှမ်း၍အကြောင်းကြားသည်ကျွန်တော်တို့လမ်းထဲမှာဓာတ်တံရမီးပြတ်နေရတယ်ထင်တယ်ညနေမီးလာခြင်းဆိုရင်မလာဘူးဒါပေမဲ့အဲ့ဒီမီးတိုင်ကိုခြေထောက်နဲ့ကန်လိုက်ရင်မီးလာရောအဲ့ဒါခမည်းတော်ဆရာပြင်ဖို့လူလွတ်လိုက်ပါထိုအခါလျှက်စစ်ကုမ္ပဏီမှာ ကျွန်တော်တို့စီမှာလည်းလူမရှိလောက်ဖြစ်နေပါတယ်ခင်ဗျာအဲ့ဒါဘလောက်ကြာမှလွတ်နိုင်မယ်ဆိုတာလေပြောရခက်နေပါတယ်ထို့နောက်ကုမ္ပဏီတာဝန်ရှိသူမှဆက်ပြောစီမှာတခုတော့ရှိပါတယ်ဒီလိုလုပ်ပါလားခင်ဗျားကိုကျွန်တော်လောက်ခန့်ပါမယ်မလုပ်အောင်လဲဆိုတော့ညနေတိုင်းအဲ့ဒီဓာတ်တိုင်ကို6000နဲ့ကန်ပေးဖို့လုံနိုင်မယ်မဟုတ်လားအခန်း1ရက်အနည်းဆက်ဆုံးစိရင်ကင်တူးကိုကုမ္ပဏီတစ်ခုတွင်အလုတ်ခန့်ရေးအတွက်သက်ဆိုင်ရာကတွေ့ဆုံမေးမြန်း၏ကဲကွာနောက်ဆုံးမေးခွန်းတစ်ခုမေးမယ် 3.4လီဘလောက်လဲစိုင်းငိုင်လဲတခဏမြစဉ်းစားပြီးပြန်ပြေးလိုက်22ပါခမသူနဲ့အပြင်သို့ရောက်လာရာစိုင်းငိုင်သည်ကနဲတော်ဆက်ကိုထုတ်၍တွက်ကြည့်ရာသူပြေးလိုက်သည့်အပြေမှာမှားနေသည်ကိုသိရတော်၏အလုံးမရနိုင်နော်မန်တိလိုက်လေသို့သောနှစ်ဖက်ခန့်ကြာသောအခါစိုင်းငိုင်ထံသို့ကုမ္ပဏီမှခန့်စာရောက်လာ၏ထိုအခါကုမ္ပဏီဒါရိုက်တာဖြစ်သူနဲ့တွားရောက်တွေ့ဆုံပြီးသူ့အပြေမှားလျက်နဲ့ဘာကြောင့်သူ့ကိုခတ်ရတယ်လဲမေးလိုက်၏ဤတွင်ကုမ္ပဏီဒါရိုက်တာကပြေးလိုက်စီမှာ မင်းကအနီးစပ်ဆုံးပဲကိုကွာအခန်းတရနဲ့ပြင်ကျင်တာလေးကမောင်မျိုးမင်းဤပုံနှိပ်တိုက်သို့လွန်ခဲ့သောနှစ်ပတ်ခန့်ကမင်္ဂလာဆောင်ဖိတ်စာများလာအပ်ထားသောမအေးဆန်းဆိုသည့်အမျိုးသမီးတဦးသည်မောင်မျိုးမင်းထံဖုန်းဆက်၍မေးလျာကျမအပ်ထားတဲ့ဖိတ်စာပြင်လို့ရပါသလားရှင်ဤတွင်မောင်မျိုးမင်းကဖိတ်စာမရရသေးသဖြင့်ဟုတ်ကဲ့စာတော့စီပြီးသွားပါပြီမရရသေးတော့ပြင်စရာရှိတာပြင်ကျင်လို့ရပါတယ်ဘာများပြင်ကျင်လို့ပါလဲကျမပြင်ကျင်တာရက်ဆွဲရောနေရာရောပြီးတော့ သရုသားနာမည်ရောပါ အမျိုးသမီးအထက်ပါစကားကြောင့်မောင်မျိုးမင်းသည်အံ့ဩသွားပြီးလက်ထဲမှခြင်ထားသောဖုံးမှာလွတ်ကျသွားရလေတော့သည်အခန်း103လက်ရည်မဖတ်တတ်လို့တကယ်ချင်းထင်အောင်ဖြစ်ကြသော အောင်သူရနှင့်အောင်မျိုးသူတို့သည်အလုံးမအားလက်ကျသဖြင့်တူးနှင့်တူးစာဖြင့်သာရေးပြီးအကျိုးအကြောင်းများကိုတင်ပြကြလေသည် အောင်မျိုးသူထံသို့ရောက်လာသော အောင်သူရမှာဖတ်၍မရပဲဖြစ်နေလေသည်ဒီကောင်ဘာတွေရေးတယ်မသိဘူးဘာတလုံးမှဖတ်လို့မရဘူး အောင်သူတို့လည်းဖက်မရသည့်အစုံလိုက်စိတ်မရှိတော့ပဲအောင်မျိုးသူအိမ်သို့သွားပြီးရေးထားသောစာများကိုကိုယ်တိုင်သွားမေးလိတော့သည်အိမ်သို့ရောက်တော့ဟဲ့ကအောင်မျိုးသူမင်းစာဘာတွေရေးထားတာလဲကွာငါဖတ်လို့မရအောင်ထိုအခါအောင်မျိုးသူကသူရေးထားသောစာကိုကြည့်ပြီးပြန်ပြောလိုက်ပြီးမှငါရေးထားတဲ့စာမင်းလည်းရေးမဖတ်တတ်ဘူးလို့ရေးထားတာကွာဟိုက်အခန်းတရလေးခေါင်းခိုက်အောင်လုပ်ပြသုံးနေအရွယ်ရှိပုတုလေးသည် အကြိုက်ခဲပြောက် အစ်ပရင်ဆေးပြားတစ်ပြားကိုအမတ်တပည့်ကောက်၍တောက်လိုက်သည်ထို့အခါမိခင်ဖြစ်သူမှာစိုးရင်ထိတ်လန့်ပြီးခြေမကင်မီလက်မကင်မီဖြစ်ကာသူ၏ခင်မုန်းထံသို့ဖုံးလန်းဆက်လိုက်သည်တော်ကလေးအကက်ခဲပြောက်စီကောက်မြူလိုက်လို့ဤတွင် သူ့ခင်မုန်းဖုံးပြန်ဆက်လိုက်သည်မှာအေးသူ့ကိုခေါင်းကိုက်အောင်လှုပ်ပေးလိုက်ကွာအခန်းတရငါငိုနေလို့ဘောလုံးကိုထူးကျွန်စွာကစားနိုင်သောစော်ထိုက်သည်ကျောင်းဘောလုံးပွဲတစ်ပွဲ၌ ခြေဆွမ်းပြကစားလျက်ရှိသူ့ကြောင်းအသင်းကပထမပိုင်းမှာငါခိုးသွင်းထားရန်သူကိုယ်တိုင်ကလေးခိုးသွင်းထား၏တဖက်အသင်းကမူတကိုးမြပင်မရသေးပေဒုတိယပိုင်းကစားနေစဉ်ပွဲပြီးကန်ဒီတွင်ဇော်ထိုက်သည်တဖက်အသင်း၏နောက်ခံလူများကိုဖျက်ကျော်ပြီးဂိုးဝါသူရောက်လာရာတေချာပေါက်ဂိုးရနိုင်မည်အနေထားတွင်ရှိနေ၏သို့သောဇော်ထိုက်သည်ဘောလုံးကိုအတာကလေးကန်လိုက်သဖြင့်ဂိုးမရပဲတဖက်ကိုယ်သမားမိသွားရာပွဲကြည့်ပြေးသမှာအံ့အားသင့်သွား၏တယောက်တစ်ပေါက် ဝိုင်းဝန်းပြောကြသည်ဟာဘလို့ဘလို့လောက်လိုက်တာလေပွဲပြီးသောအခါဇောထိုင်ဤဖခင်ဖြစ်သူဟာတားဖြစ်သူဟာမိလိုက်တေချာပေါ့နောက်တကူထက်ရမယ့်ဥစ္စာငါတားဘလို့လောက်လိုက်တာလေထိုအခါဇောထိုင်ကစိတ်မကောင်းစွာနဲ့ပြန်ပြောလိုက်ပြီးမှဖေဖေကလည်းသူတို့ကိုသမငိုနေတာကိုဟိုက်အခန်းတရာလျှောက်စကားနှင်းသူပန်းရောင်သောဆိုင်တစ်ဆိုင်သို့လူတစ်ယောက်ရောက်သည်ထိုဆိုင်ထဲတွင်ပန်းများနှင့်စကားပြောပါဟုသော ။ကြပြားဆန်းဆန်းရေးထားသောစိုင်းဘုတ်တစ်ခုလည်းချိတ်ထားဤ။ထို့နောက်ထိုသူကပန်းရောက်သည့်အမျိုးသမီးအားနှင်းစီပန်းတပွင့်ပေးပါ။ရှင်တပွင့်နဲ့လား။ဟုတ်ပါတယ်ကျွန်တော်စကားနည်းလို့ပါ။ပန်းတွေအများကြီးနဲ့တိတ်စကားမပြောချင်ဘူး။ထိုအခါအမျိုးသမီးလေးကအဲ့တော့အခန်းတရခွန်ပူအိုက်လာရင်တိတ်ခန္ဓာရအတွင်ကောင်းမောင်းလာသောလူတစ်ယောက်သည်လမ်းဘေး၌လိမ်မော်ရီတပလင်းပေါမုတ်တစ်လုံးနဲ့မော်တော်ကားတကားပေါက်တစ်ပေါက်ကိုတည်ယူ၍လမ်းလျှောက်နေသောလူတစ်ယောက်ကို တွေ့ရသဖြင့်ကားရပ်ပြီးမေးလိုက်ဒီပစ္စည်းကိုတည်ပြီး ဘာလုပ်နေတာလဲဗျကျွန်တော်ကလမ်းလျှောက်ဝါသနာပါလို့ပါဒါဆိုရင်လဲဒီပစ္စည်းတွေဘာဖြစ်လို့တည်လာရတာလဲဒီလိုဗျရေငတ်လာတဲ့အခါလိမ္မော်ဖြော်ရီတောက်မယ်လေစားလာတဲ့အခါကျတော့ပေါင်ပေါင်စားမှာပေါ့ဒါဖြစ်ဆိုဘာဖြစ်လို့မော်တော်ကားတကားပေါက်ကြီးယူလာတာလဲဩဒါလားအေးပူအိုက်လာတဲ့အခါကျတော့တကားမှန်ချအောင်ပေါ့ဗျာအခန်းတရာ၈ကုမ္ပဏီခွဲလူတယောက်ဒီလမ်းထောက်တနေရာတွင်ရက်၍လက်တစ်ဖက်စီတွင်အိုးထုပ်တစ်လုံးစီကိုင်းကပတ်စံတောင်းလျက်ရှိ၏ ဖြတ်သန်းသွားသောသူတို့ကရက်၍အိုးထုတ်တလုံးထဲသို့ပတ်ဆံထည့်ပြီးမေးလေသည်နေပါအောင်နောက်အိုးထုတ်တလုံးကဘာလုပ်ဖို့လဲကုမ္ပဏီကအခုနောက်ပိုင်းမှာတိတ်အောင်မြင်လာတာပါဒါကြောင့်မို့အခုလိုကုမ္ပဏီတစ်ခုထပ်ဖွင့်မှုအတွက်ဒီအိုးထုတ်ကိုကင်ထားရတာပါပဲအခန်းတရကိုတော်တဲ့သူစတိုးဆိုင်ဒီဇိုင်းတွင်အိမ်သုံးဆေးဘူးများတောင်ပေါ်ရဖို့အများကြီးတွေ့ရသဖြင့်ဈေးဝယ်လာသူတို့ကဆိုင်ရှင်အားမေးလေသည်ခမရတို့ဆိုင်ရန်ဆေးဘူးတွေတော်တော်ရောင်းရတယ်ထင်တယ် မရောက်ပါဘူးဗျာတလာလုံးမှာတဘူးလောက်ပဲရောင်းရတယ်အမှန်ပြောရရင်ကျွန်တော်ကစေးဘူးရောင်းတာတိတ်မတော်ဘူးဗျတကယ်တော်တဲ့သူကကျွန်တော်ဆိုင်ကိုစေးဘူးတွေလာရောင်းတဲ့သူပါပဲဗျာအခန်း130ကံကောင်းလို့ကိုသာမောင်ကရွာ၌လူတွင်ကျဲလှုပ်ချင်လာသူဖြစ်ခြင်းသည်သို့သောတရွာလုံးနဲ့အလိုက်ထိုက်ပေါင်းသိမ့်ထိုက်ကိုရင်သာခွေးစားပြီပြီလားအေးကွာစားပြီပြီရွာလေတို့ရောက်တွင်ကြောင်းတက်ရန်ထွက်လာသောမိသန်းကျွယ်နေတွေ့ရာဟဲ့မိသိန်းကျွယ်ကြောင်းသွားတော့မလို့လား ဟုတ်ကဲ့ဦးလေးအေးအေးကောင်းတယ်အသက်ငယ်ရွယ်တုန်းမှပညာတတ်အောင်သင်ကြကိုသားမောင်ကိုရွာထဲကလူငယ်များရှေ့တန်းတင်အားကိုးကြ၏ပြောကိုသားမောင်ကျို့တို့ဟိုဘက်ရွာနဲ့ဘောလုံးချင်းကံမလို့ဗျအရင်လိုက်အားပေးပါလားဟာအားပေးရမှာပေါ့အာရောချန်ပရမန်လာဗန်နဲ့ကျမ်းမာကြီးဆိုတာရေးကြည့်တယ်ကွာလူငယ်တွေကိုမြေတောင်မြောက်ပေးဖို့ကတာဝန်ရှိတယ်ကွာတို့ဖြင့်ရွာနဲ့ရွာချင်းမွဲကံနေတော့နေသူရောက်ပြီးကိုသားမောင်သည်ဘောလုံးကွင်းသို့သွားပြီးဘောလုံးကံနေသည်ကိုအားပေးသည် ရွာမမြောက်ပေးမှုကြောင့်သူတို့ရွာပေါ်လုံးအတင်းမှနေ၍လောင်းချင်းငွေ900ကျပ်ထည့်လိုက်လေသည်။နောက်တွင်ဘောလုံးမဲရှုံပြီးငွေ900ကိုမိမကိုပြန်မပေးနိုင်မှာကမိမနှင့်အကြီးအကျယ်ပြဿနာတက်တော်မီကိုစဉ်းစားမိလေရာငွေ900ပြန်ရအောင်ခေါင်းချောက်အောင်စဉ်းစားပြီးနောက်ကိုသားမောင်လူလေလောက်ရည်တော်သည်တို့နှင့်တဖက်ရွာမှဘောလုံးချင်းခံပြီးအတင်းခေါင်းဆောင်အားတွားထွေပြီးမင်းတို့ဘက်ကငါ900ထဲမယ်ကွာတို့ရွာကလေချေတဲ့ကောင်လေးတွေကိုနိုင်အောင်ကန့်ပစ်စမ်းကွာ ငွေ900ကို အချွေးလေးဖြင့်လောင်းလိုက်လေသည်နိုင်ရင်မင်းတို့ငါထက်ပြီးပြုစုအောင်မှာလောင်းချင်း900ပါမလားလို့ပွဲပြီးတာနဲ့ငါပေးပါမယ်တို့နဲ့ပြိုင်ပွဲကစတင်နေပြီနှစ်ဖက်သေးမှာအကျိတ်နဲ့ရှင်ပြိုင်လေကိုသားမောင်မှာနှစ်ဖက်ကစားသမားများကိုကြည့်ရင်နှစ်ဖက်လုံးမှလောင်းထားသဖြင့်ဘယ်ဘက်ကအားပေးရမှမသိအောင်ဖြစ်နေတော့ဤသို့သော ကိုသားမောင်တို့ရွာအသင်းမှာအခြေအနေမကောင်းတော့ပေတို့ဖြင့်တစ်ဖက်ရွာမှာတကူကိုမရှိနဲ့နိုင်သွားလေတော့ဤ ထိုအခါတဖက်ယောမအနိုင်ရသဖြင့်၎င်း၏လောင်ချင်းငွေ900ပြန်ရလိမ့်မည်။ကျော့ကိုကြီးတောင်မောင်းလောင်ချင်း900အေးအေးကွာတော်သေးတာပေါ့နောက်ဆိုအပြုတ်ဆိုစင်ချင်မှဖြစ်မယ်။ဤသို့ဖြင့်ကိုတောင်မောင်းတယောက်အရင်ပြန်ရလိုက်ခါမိမနှင့်ပြက်စရာတက်မြီဘေးမှကင်းဝေးသွားရတော့သည်။ဦးချီချန်နယ်ရဲ့စာဖတ်ပြည့်အသက်တွေလည်းတဘောစာမောတွေကိုခဏတာတော့တွင်မှပြေပြောင်းနိုင်ကြပါစေ။ကျွန်တော်တို့ရဲ့မူချီချန်နယ်လေးကိုလည်း like and subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာ။နောက်ထပ် ဖက်ပြတင်ဆက်ပေးစီခြင်းနဲ့စာအုပ်လေးများရှိရင်လည်းကွန်မန့်ဘောက်မှာရေးသားအကြံပြုပေးသွားလို့ရပါတယ်ခင်ဗျာနောက်ဆက်ပြီးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာ